1899ခုနှစ်ကာလအတွင်းဒီကမ္ဘာပေါ်မှာတော့ဥရောပရဲ့နိုင်ငံကြီးတွေကလက်နက်သစ်တွေကိုထုတ်လုပ်နေကြပြီး စစ်ပွဲအစ်တစ်ခုကိုအစပြုလာတော့မယ်ဆဲဆဲဖြစ်နေကြပါတယ်။လန်ဒန်မှာပထမဆုံးတိုက်ခိုက်ရေးတင်ကားတစ်စီးကအင်္ဂလန်ဗန်ထဲကိုချိုးပေါက်ဝင်ရောက်လာပြီးအခန်းထဲကအရာအလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ရဲအဖွဲ့လေးကတော့တကယ်ကိုထိတ်လန့်သွားခဲ့ကြပါတယ်။ဒီရင်ကိုကြည်စံနေနဲ့ပစ်လိုက်ကြပေမဲ့လည်းဒီရင်ကဘာမှမဖြစ်ခဲ့ပါဘူး။အဲဒီရင်ကအမြောက်ကိုအသုံးပြုပြီးဗန်နာတိုက်တကားကိုပြစ်ဖွင့်လိုက်ပြီးတဲ့နောက်အကြံဖက်သမားတွေကသူတို့ရဲ့ကောင်းဆောင်ဖန်တန်နဲ့အတူထွက်လာခဲ့ကြပါတယ်။ဗန်နာတိုက်ထဲမှာယတနာတွေအများကြီးရှိပေမဲ့ဖန်တန်လိုချင်တာကတော့ဘင်းနစ်မျိုးရဲ့အခြေခံတိစောက်မှုပုံကျဲတွေပဲဖြစ်ပါတယ်။ ပြည်တင်ကဒီတပြားမှုကိုဂျာမနီရဲ့လက်ချက်လိုဆွဆွဲခဲ့ပေမဲ့မကြခင်မှာပဲဖန်တန်နဲ့သူ့လူတွေကပါလင်ကိုရောက်လာပြီးသိပ္ပံပညာရှင်တွေကိုပြန်မေးဆွဲကဒီသင်းမောအလုံးကိုဖောက်ခွဲပစ်ခဲ့ပါတယ်။နိုင်ငံတွေကတနိုင်ငံနဲ့တနိုင်ငံလက်ညှိုးထိုးဆွဆွဲလာကြပြီးမကြခင်မှာစစ်ပွဲဖြစ်လာနိုင်တဲ့အရေးအယံတွေတန်းနေခဲ့ပါတယ်။ အဲနောက်ဇာဝငန်းတစ်ခုမှာတော့ကင်ညာမှာ read ကဆော်လမွန်ဘုရင်ရဲ့မိုင်းတွင်းတွေမှာစွန်စားရှာဖွေခဲ့တဲ့နာမည်ကြီးသူရဲကောင်အလန်ကွာတာမင်းကိုရှာဖွေနေခဲ့ပါတယ်။ဆိုင်တစ်ခုထဲမှာတော့သူ့ကိုယ်သူအလန်လို့ခေါ်နေတဲ့အဖိုးကြီးတယောက်ကသူ့ရဲ့စွန်စားကန်းဟောင်းတွေအကြောင်းကိုပြောပြနေခဲ့ပါတယ်။ဒါပေမဲ့ read ကသူဟာပြတိရှဆိုးရအတွက်အလုံးလုံးနေပြီးအကူအညီလိုတယ်လို့ပြောလိုက်တဲ့အခါအလန်အစ်စ်ကဘေးကနေအစကားလမ်းပြောလိုက်ပါတယ်။သူ့ရဲ့အထောက်အထားကိုကာကွယ်ဖို့အတွက်သူကမိတ်ဆွေတယောက်ကိုသူ့အဆစကားပြောခိုင်းလေရှိကြောင်းရှင်းပြလိုက်ပါတယ်။ရီကနောက်ထပ်ကဘာစီကြီးဖြစ်လာတာကိုတားဆီးဖို့ စ조사နေတဲ့အကြောင်းရှင်းပြခဲ့ပါတယ်ဒါပေမဲ့အလန်ကတော့သူ့မိသားစုဆုံးရှုံးသွားပြီးတဲ့နောက်ပိုင်းမတိုက်ခိုက်ကြတော့ဘူးလို့ပြောကာကူညီဖို့ညှင်းဆိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့လူအုပ်စုတစုဝင်လာပြီးအလန်ကိုရှာခဲ့ကြပါတယ်သူတို့ကအလန်ရဲ့မိတ်ဆွေအဖိုးကြီးကိုအလန်ထင်ပြီးတော့ပြစ်တက်ခဲ့ကြပါတယ်အလန်ကချက်ချင်းပြန်ပြစ်ခတ်လိုက်ပြီးသူတို့ကြအပြန်လန်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာကြပါတော့တယ်ဒါပေမဲ့ဒီလူတွေကိုတတ်ဖို့ခက်ခဲနေပြီးအเจ้าကတော့သူတို့ကတန်ကြက်ကတွေကိုဝစ်စင်ထားကြသလိုသူတို့ရဲ့တနတ်တွေကလည်းနောက်ဆုံးပေါ်ဆက်တဲ့တွေဖြစ်နေတာကြောင့်ပါပဲ အလူတွေကိုတားဆီးဖို့အလန်ကကောင်းတွေကိုချိန်ပြီးတိကျတဲ့ပြစ်ချက်တွေနဲ့ပြစ်ခတ်ခဲ့ပါတယ်။အတိုင်းငယ်ပြစ်ခတ်ပြီးတဲ့နောက်မှာတော့အလန်ကအပြင်းထွက်ပြီးလက်ပလာနဲ့တိုက်ခတ်ခဲ့ပါတယ်။ရီဘော့ဂါရီနဲ့နေရန်ဘော်ကဥဂျိုကိုတော့အသုံးပြုပြီးကြီးစန်းတွေဓာတ်တွေကိုရှောင်တင်းကလူစုတွေကိုအနိုင်ယူခဲ့ပါတယ်။လူစုတယောက်ကထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာတော့အလန်ကသူ့နောက်ကိုလိုက်သွားခဲ့ပြီးသူတို့ခြံထားခဲ့တဲ့ခီးဆောင်အိတ်တလုံးကိုတော့တတိမထားမိလိုက်ပါဘူး။အလန်ကကြောညင်တဲ့တဏ္ဍသမားဖြစ်တာကြောင့်သူကအဝေးကနေပြစ်ခတ်ပြီးပြေးသွားတဲ့လူကိုလဲကျသွားအောင်ပြစ်လိုက်ပါတယ်။ဒါပေမဲ့သူတို့ဆင်မေးဖို့လုံနေတော့မှပဲအဲ့လူကအစိတ်တောက်ပြီးကိုကိုကိုတက်တည်သွားခဲ့ပါတယ်။အဲ့ချိန်မှာ ဲရုတ်တရက်ရက်ဆိုင်ကပောက်ကွဲသွားခဲ့ပါတယ်။စစ်ပွဲဖြစ်လာရင်သူအေးအေးချမ်းချမ်းနေနေတဲ့အာဖရိကမှာပါထိခိုက်မှုတွေဖြစ်လာမှဆိုတော့အလန်ကရီကိုကူညီဖို့သဘောတူခဲ့လိုက်ပါတယ်။အဲနောက်အင်္ဂလန်ကိုရောက်လာကြပြီးရီကအလန်ကိုသူ့ရဲ့အထက်ရာရှိအမ်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဖန်နန်ကိုတားဆီးဖို့အတွက်သူတို့ကထူးခြားတဲ့လူကြီးလူကောင်းများအဖွဲ့အစုပ်ပြီးတာမန်နဲ့မတူတဲ့လူစွမ်းကောင်းတွေပါဝင်မဲ့အဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့စီစဉ်ထားတဲ့ကြောင်းအမ်ကပြောလိုက်ပါတယ်။အလန်ကကပတိန်နီမိုနဲ့လည်းတွေ့ဆုံခဲ့ရပြီးသူကလည်းထူးခြားတဲ့လူတစ်ယောက်ပါ။တယ်လွန်စားတွေရဖန်တန်နောက်ထပ်တိုက်ခိုက်မဲ့နေရာကဘင်းနစ်ဆိုတာကို ညွန်ပြနေတာကြောင့်ကပတိန်နီမိုကသူ့ရဲ့သင်းဘောနဲ့တူသူတို့ကို၄ရက်အတွင်းဘင်းနစ်ကိုပို့ဆောင်ပေးမှာပါ။ယုတ်တရက်လူမရှိတဲ့ထိုင်ကုန်တစ်ခုပေါ်ကနေအတန်တစ်ခုထွက်လာပြီးစာရွက်အချို့ကလှုပ်ရှားသွားခဲ့ပါတယ်။အဖွဲ့ဝင်နောက်တဦးကတော့ပြောက်ွယ်သွားနိုင်တဲ့စေးရီတစ်မျိုးကိုဖမ်းနှိမ့်နိုင်ခဲ့ပေမဲ့ကုသစေးကိုမတွေ့သေးတဲ့ကိုပြောက်လူသားဘဝမှာတောင်းတင်နေတဲ့သကိုးစကင်နာပဲဖြစ်ပါတယ်။တခြားသူတွေစိတ်နှောက်ယှက်ဖြစ်ရမှာဆိုလို့စကင်နာကအပေါ်ဝေးအင်ကြီးဝတ်လိုက်ပြီးမျက်နှာပေါ်ကိုစေးချေလိုက်မှာပဲတခြားသူတွေကသူ့ကိုမြင်နိုင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာနောက်ထပ်အဖွဲ့ဝင်တို့ရောက်လာပါတယ်သူမရဲ့နာမည်ကတော့မီနာဖြစ်ပြီးသူမက ဓာတုပေဒပညာရှင်တူလည်းဖြစ်ပါတယ်။ဒါပေမဲ့အဖွဲထဲမှာအမျိုးသမီးတူပါနေတာကိုအလန်ကတိတ်အလိုမချဖြစ်နေခဲ့ပါတယ်။အဖွဲထွက်ကဘူပြင်လိုက်ကြပြီးနီမိုကသူ့ရဲ့နောက်ဆုံးပေါ်နီးပညာနဲ့ကားကိုပြတ်လိုက်တော့လူတိုင်းကအထင်ကြီးသွားကြပါတယ်။ကားပေါ်ကရင်မောင်ကတော့သူ့ရဲ့ပထမတန်းစားအရာရှိအစ်မေးပဲဖြစ်ပါတယ်။သူတို့ထွက်သွားပြီးတဲ့နောက်သူတို့နောက်ကိုလူတယောက်ကလိုက်နေခဲ့တာကိုတတိမထားမိလိုက်ကြပါဘူး။နောက်ဆုံးတော့သူတို့ကစိတ်ကန်းကိုရောက်လာခဲ့ကြပြီးနမဲဆိုးနဲ့ကြော်ကြတဲ့ ဒိုရီယန်ဂရေးကိုလည်းအဖွဲထဲမှာပါဖို့ခေါ်ခဲ့ကြပါတယ်။မီနာကဒိုရီယန်ရဲ့ရီစားဟောင်းဖြစ်တာကြောင့်သူကသူတို့ကိုဝင်ဝင်ပေးခဲ့ပါတယ်။ဒိုရီယန်ရဲ့အိမ်ကိုရောက်တော့အလန်ကဒိုရီယန်ရဲ့အိမ်နေရာပေါ်ကပကြီကားတစ်ချက်ပျောက်ဆုံးနေတာကိုသတိထားမိလိုက်ပါတယ်။ပြီးတော့အလန်ကသူ့ရွာတရွာကိုကယ်တင်ခဲ့မှုတာကြောင့်အာဖရိကကမော်တက်နဲ့ဆုံးတယောက်ကသူ့ကိုအာဖရိကမှာဘယ်တော့မှမသေးသေးဘူးကောင်းချီးပေးခဲ့ကြောင်းပြောပြခဲ့ပါတယ်။သူကကလေးဘွားတုန်းကဒိုရီယန်နဲ့တွေ့ခဲ့ပူးပေမဲ့ထူးခြားစွာပဲဒိုရီယန်ကတော့နည်းနည်းမှမအိုသေးပါဘူး။ဒိုရီယန်ကအဖွဲထဲဝင်ဖို့စိတ်ဝင်စားခဲ့ပဲသူကဘလောက်ရှင်းပြရှင်းပြ ညင်းနေခဲ့ပါတယ်ဒါပေမဲ့ရုပ်တရက်လက်နက်ကင်လူတစုနဲ့အတူဖန်တန်ကအရေးထဲကနေထွက်လာတော့သူတို့စကားသာပြတ်သွားပါတယ်ဖန်တန်ကအဖွဲကိုသူနဲ့ပူးပေါင်းဖို့ကမ်းလှမ်းခဲ့ပါတယ် ဖန်နက်စကားပြောနေချိန်မှာလူတယောက်ကဖန်တန်တို့အဖွဲ့တဲကနေမတူဘူးဖြစ်နေတာကိုအလန်သတိထားမိလိုက်ပါတယ်။သူကအစောပိုင်းကလိုက်လာခဲ့တဲ့သူဖြစ်ပြီးသူကဖန်တန်တို့ကိုချက်ချင်းပြစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။အခန်းထဲမှာဗျံမရာဖြစ်သွားခဲ့ပြီးလူတိုင်းတိုက်ခိုက်လိုက်ကြကသူတို့ရဲ့အယီချင်းတွေကိုကိုစီပြသလိုက်ကြပါတယ်။ဒိုရီယန်ကမသေးနိုင်တာကြောင့်သူကကြည်စံနေကြားထဲမှာရှောက်သွားနေပြီးလူတွေကိုဓာတ်နဲ့လိုက်ခုတ်ကသူ့ရဲ့ခန္ဓာကိုယ်ကတော့အလိုလိုပြန်လဲကူစားနေခဲ့ပါတယ်။နီမိုကသူ့ရဲ့ဓာတ်နဲ့ကိုယ်ခံပညာတွေကိုအသုံးပြုခဲ့ပြီးအလန်ကသူ့ရဲ့ကိုယ်ပိုင်တနက်ကိုတုံပြီးပြစ်ခတ်တိုက်ခိုက်နေခဲ့ပါတယ်။အလန်လိုပဲတနက်နဲ့ပြစ်ခတ်တိုက်ခိုက်နေခဲ့တာကတော့သူတို့နောက်ကိုခိုးလိုက်လာခဲ့တဲ့စာပြီး းပြစ်ခတ်လိုက်တဲ့လူပါပဲသူကသူ့ကိုယ်သူတွန်စောရလို့မိတ်ဆက်လိုက်ပြီးအမေရိကန်လျှို့ဝှက်ထောက်လဲရေးအေဂျင့်တယောက်ဖြစ်ကြောင်းပြောလိုက်ပါတယ်စကင်နာကသူ့ရဲ့အင်ဂျင်နဲ့ခန္ဓာကိုယ်ဘောကဆေးတွေကုန်ဖဲလိုက်ပြီးစောက်တွေလိုမျိုးအရာတွေကိုတုံးကလူဆိုးတွေကိုတိုက်ခိုက်နေခဲ့ပါတယ်ဖန်တန်ကထွက်ပြေးသွားခဲ့ပြီးအလန်ကသူ့ကိုတားဖို့ကြိုးစားလိုက်ပေမဲ့ဖန်တန်ရဲ့လူတယောက်ကသူ့ကိုဖြတ်တားလိုက်ပါတယ်သူတို့တိုက်ခိုက်နေတော့မှပဲတွန်ကဖန်တန်ကိုလိုက်ခဲ့ပေမဲ့ဖန်တန်ကပဒင်းပေါက်ကနေမြေထဲကိုခုန်ချပြီးလွတ်မြောက်သွားခဲ့ပါတယ်တိုက်ပွဲပြီးသွားပြီလို့ထင်နေတော့မှပဲပုံနေတဲ့လူတယောက်က ီနာကိုတစားကန်အဖြစ်ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမီနာရဲ့မျက်လုံးတွေကရုတ်တရက်နီးရဲလာပြီးအဲ့လိုကိုကြိုက်လိုက်ပြီးသွေးတွေကိုတောက်သုံးကတက်ပစ်လိုက်ပါတယ်။အဲ့မှာပဲဒူမကဒရဂူလာကိုတတ်ခဲ့တဲ့အဖွဲတွေကဂျိုနသန်ဟာကာရဲ့ဇနီးဖြစ်ခဲ့တဲ့မုံဆုံးမဖြစ်နေကြောင်းတီးသွားကြပါတယ်။ အဲနောက်ဒိုရီယန်ကဒီတိုက်ခိုက်မှုကသူ့ကိုတမင်သက်သက်စော်ကားနေတာလို့ခံစားမိတာကြောင့်အဖွဲထဲမှာပါဝင်ဖို့လက်ခံခဲ့ပြီး LM ကတွန်ကိုလည်းပါဝင်ခွင့်ပေးလိုက်ပါတယ်။တွန်ကတော့အမေရိကတိုက်ကိုပါစစ်မီးတွေကူးစက်လာမှဆိုလို့အမေရိကန်စစ်တပ်ကစီလွတ်တာကိုခံခဲ့ရတဲ့အေဂျင်ပဲဖြစ်ပါတယ်။အဖွဲရဲ့နောက်ထပ်သွားမယ့်နေရာကတော့ပဲရစ်ဖြစ်တာကြောင့်နီမိုကသူ့တို့အဖွဲကိုရင်ငုံတင်းမောအနေနဲ့လဲသွားလာနိုင်တဲ့သူ့ရဲ့တင်းမောနော်ဒီလက်စ်ကိုပြသလိုက်ပါတယ်။သူတို့တွေ Paris မြို့ကိုရောက်တဲ့အချိန်မှာတော့ LM နဲ့တွန်ကဒေသခံတွေကို၆လန့်နေတဲ့ Mr. Hyde လို့လူသိများတဲ့ဘလူးကြီးနောက်ကိုလိုက်ဖမ်းခဲ့ကြပါတယ်။သူရဲ့ရည်ချင်းနဲ့တွက်ချက်ပြစ်ခတ်ရင် LM ကတွန်ကိုကြီးစံပူနေနေနဲ့ပို ူပြီးအသုံးတည်အောင်ပြစ်ခတ်တတ်ဖို့သင်ပေးနေခဲ့ပါတယ်။တွန်ရဲ့အယူမှုစက်တိုက်ကြီးဖြုံးပြီးပြစ်ခတ်နေတာကအမေရိကန်စတိုင်ကြီးလို့ခေါ်လိုက်ပြီး Hike ကိုသူတို့စီစဉ်ထားတဲ့နေရာတစ်ခုစီမျှခေါ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Hike ကခေါင်းမိုးတစ်ခုပေါ်မှာရက်သွားခဲ့ပြီး Alan ကသူတို့အစောပိုင်းကပြင်ဆင်ထားတဲ့ပိုက်ဝင်တွေကိုပြုတ်ကျတော့အောင်ပြစ်ခတ်လိုက်ပါတယ်။သူတို့ Nordic Lassie ပြန်ရောက်တဲ့အခါမှာတော့ Hike ကိုဖမ်းထားဖို့လူတွေအများကြီးနဲ့ဝိုင်းချုပ်ထားခဲ့ရပါတယ်။ဒါကြောင့်လူဘလူးကြီးကဖမ်းထားပေးတဲ့လူတွေကိုလွှင့်သွားအောင်တွန်းထုတ်နိုင်ခဲ့ပါသေးတယ်။လူဘလူးကြီးကစိတ်ငြိမ်သွားအောင်လုပ်ဖို့ကြိုးစားနေတော့ Scanner ကလဲကျသွားပြီးတော့ ဒိုရီယန်ကသူ့ကိုကူညီခဲ့ပေးမယ်စကင်နာကိုချင့်မိသွားခဲ့ပါတယ်အလန်ကဟိုက်ကိုသူတို့ကိုကူညီပေးမယ်ဆိုရင်ဘီယမစီကလူငင်းချမ်းသာခွင့်ရပြီးလန်ဒန်ကိုပြန်သွားနိုင်အောင်လုပ်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ဟိုက်ကလည်းလက်ခံခဲ့လိုက်ပြီးအဲ့ဒီအချိန်မှာပဲသူ့ရဲ့အသွင်ပြောင်းစီတဲ့ဆေးကကုံသွားကသူ့ရဲ့အစ်စ်မှန်ပုံစံဖြစ်တဲ့အလွန်ကိုရှက်တတ်တဲ့ဒေါက်တာဂျေဂယ်အဖြစ်နာကျင်စွာပြောင်းလဲသွားခဲ့ပါတယ်အခုတော့အဖွဲ့မှာလူဆောင်သွားပြီးဖြစ်တာကြောင့်တင်းမောကရင်ငုံတင်းမောအဖြစ်ပြောင်းလိုက်ပြီးဖန်တန်ကိုတားဆီးနိုင်ဖို့ဘင်းနက်စ်ကိုသွားလိုက်ကြပါတယ် သူတို့ကခီးတခြားမှာတယောက်ချောင်းကိုတယောက်တိလာကြပါတယ်။အလန်ကစကင်နာကသူ့ကိုတတိထားမိအောင်အင်ဂျင်မဝေဖယ်နေနေတဲ့အတွက်စိတ်တူနေခဲ့ပြီးမီနာကတော့နီမိုကတင်းမင်းနဲ့ဗျာမောင်ကိုကိုးဝယ်တာကိုသိလိုက်တော့စိတ်ထဲတစ်မျိုးဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အလန်ကတော့သူမကိုအဲ့ဘာသာရေးရုပ်ထုတွေတဲ့တောင်ပိုကြောက်နေခဲ့ပါသေးတယ်။ ညနေခင်းမှာတော့ Nautilus ကတင်မောအဖြစ်ပြန်ပြောင်းလိုက်ပါတယ်။အဲ့ချိန်ကုန်းဘက်ပေါ်မှာ LM ကတွန့်ကိုတီစံနေနေနဲ့တိတိကျကျပြစ်တောက်အောင်တင်ပေးနေခဲ့ပါတယ်။တုံက LM ကိုသူ့ရဲ့တည်သွားတဲ့သားကြောင့်မေးတဲ့အချိန်မှာ LM ကထွက်သွားခဲ့ပါတယ်။တချိန်ထဲမှာ Nemo နဲ့ Ismi တို့ကထိန်းချုပ်ခန်းမှာအမုံတွေကိုတွေးလိုက်ရတဲ့အတွက်ကြည်နေတော့သူတို့နောက်ကစာအုပ်တို့ကအလူလူပိတ်သွားခဲ့ပါတယ်။သူတို့ကအဲ့ဒီအမုံကိုမီနာစီပေးလိုက်ပြီးစစ်စစ်ကြည့်ခိုင်းတော့ဖပုံးစရာတွေ flash ရိုက်ဖို့အသုံးပြုတဲ့အမုံဖြစ်ကြောင်းသိလိုက်ရပါတယ်။အဲ့နောက်ဒိုရီယန်ကသူမစီရောက်လာပြီးသူ့ရဲ့လျှို့ဝှက်ချက်ကိုပြောပြခဲ့လိုက်ပါတယ်။ တကယ်တော့သူ့အိမ်ကပျောက်ဆုံးနေတဲ့ပုံလူပကြီးကမော်ဆန်တဲ့အစွမ်းတွေကိုပိုင်ဆိုင်ထားပြီးအဲ့ပကြီးကကသူ့အဆအသက်ကြီးကြီးသွားတာကြောင့်သူကမတည်နိုင်တဲ့လူဖြစ်နေရတာလို့ရှင်းပြလိုက်ပါတယ်။သူသာအဲ့ပုံကိုပြန်ကြည့်မိလိုက်တာနဲ့သူ့ရဲ့စွမ်းအားတွေကိုဆုံးရှုံးသွားရပြီးတေဆုံးသွားပါလိမ့်မယ်။ဒိုရီယန်ကမီနာနဲ့ပျော်ပြီးလှုပ်ပြီးဝိုင်းတောက်ဖို့လုပ်နေတော့ ဖန်ခေါကကွဲသွားကသူမရဲ့လက်ချောင်းတွေကိုရှာသွားခဲ့ပါတယ်။သွေးနှမ်းကြောင့်မီနာကစိတ်လှုပ်ရှားသွားခဲ့ပြီးသူတို့နှစ်ယောက်ကအနမ်းတွေဖလဲခဲ့ကြပါတယ်။အရာကိုအဝေးကနေကြည်နေတဲ့ဂျက်ကဲကတော့စိတ်ထဲမှာမနာလိုဖြစ်နေခဲ့ပါတယ်။သူရဲ့စိတ်ထဲကနောက်ထပ်လူတစ်မျိုးဖြစ်နေတဲ့ height ကသွေမြောင်းဆေးရည်ကိုထပ်တောက်လိုက်ရင်အမျိုးသမီးတွေကသူ့ကိုတရီထားမိလာလိမ့်မယ်လို့ပြောပြီးသူကရန်လိုလာခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကဲစိတ်လွတ်မသွားခင်နီမိုကဝင်ရောက်တားဆီးခဲ့ပါတယ်။နီမိုကသူ့သင်းမောပေါ်မှာဘလူးတကောင်လွတ်နေတာကိုမလိုချင်ဘူးလို့ပြောခဲ့ပြီးဂျက်ကဲကနီမိုမှာပင်လယ်ဓားများဖြစ်မှုတဲ့အတိတ်ဆိုးတွေရှိနေတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ ဲ့ဒီနောက်ဂျက်ကယ်သူ့ရဲ့အခန်းထဲကိုပြန်ရောက်သွားချိန်မှာတော့သူ့ရဲ့အသွင်ပြောင်းစိတ်ကြီးပလင်တလုံးပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။သူကအဲလန်ကိုသွားတွေ့လိုက်ပြီးပြောပြကအခုတလောဘသူနဲ့မှမတွေ့ပဲပျောက်နေတဲ့စကင်နာကခိုးသွားတာဖြစ်မယ်လို့ဆွဆွဲလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့ကဘင်းနက်စ်ကိုရောက်လာခဲ့ကြပြီးအဲမှာကာနီဘယ်ပွဲတော်ကျင်းပနေခဲ့ကြပါတယ်။ဖန်တန်ခိုးသွားတဲ့မျိုးတော်ပုံချင်းကိုကြည့်လိုက်ကြပြီးသူတို့ကဖန်တန်မျိုးကိုဖောက်ခွဲပစ်တော်မယ်လို့ခံမှန်းမိခဲ့ကြပါတယ်။ဖောက်ခွဲရေးပစ္စည်းတွေကိုရှာဖို့သူတို့ကကုန်းမော်ကိုသွားလိုက်တာနဲ့ဘုံတွေကစားပြီးပောက်ခွဲလာကအဆောက်အုံတွေကတစ်ခုပြီးတစ်ခုဇက်တိုက်ပြိုလဲကုန်ကြပါတယ်။ ဘကူရက်တက်မှုအတွက်အဆောင်တစ်ခုကိုဖျက်ဆီးပြစ်မှတ်ရမှာကြောင့်တုံကနီမိုရဲ့ကားကိုယူပြီးအလန်ဒိုရီယန်မီနာတို့နဲ့တူထွက်သွားခဲ့ပါတယ်။ဒါမဲ့ဂျက်ကယ်ကတော့ဟိုက်ကိုလှုပ်ပေးရမှာကြောက်နေခဲ့ပြီးလိုက်ဖို့ညှင်းဆန်နေခဲ့ပါတယ်။သူတို့အဖွဲ့လမ်းပေါ်ကိုမောင်းနှင်သွားတာနဲ့ဖန်တန်းရဲ့လူတွေကသူတို့ကိုဝိုင်းပြီးပြစ်ခတ်ခဲ့ကြပါတယ်။ဒိုရီယန်ကသူတို့ရောက်လာတာကိုစကင်နာကသတင်းပေးခဲ့တယ်လို့ထင်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ LM နဲ့တုံကပြန်ပြစ်ဖို့စ조사ကြပေမဲ့ရန်သူတွေအများကြီးရှိနေတာကြောင့်မီနာကကားထဲကခုံထွက်ပြီးသူမရဲ့စွမ်းအားတွေနဲ့နေရန်ကိုတက်လိုက်ကလူဆိုးတွေကိုသွေးဆုပ်လိုက်ပြီးတက်ခဲ့ပါတယ်။အဆောင်တွေကဇက်တိုက်ပြိုလဲနေပြီးတင်းမောတောင်ပျက်စီးလူနီးပါးဖြစ်သွားခဲ့ရပါတယ်။ LM ကအနီးနားမှာရှိနေတဲ့ဖန်တန်ကိုမြင်လိုက်ရတာနဲ့သူ့နောက်ကလိုက်ဖို့ခုံထွက်ခဲ့ပါတယ်။တုံကတော့တယောက်ထဲကျန်ခဲ့ပြီးကားမောင်းကပြုတ်ကျနေတဲ့ပျက်စီးတွေကိုရှောင်တိန်လိုက်ပြီးတဲ့နောက်သူကဖြိုချရမယ့်အဆောင်ကိုတွေးခဲ့ပြီးအချက်ပြမိကြီးတစ်ခုကိုပြစ်ခဲ့ပါတယ်။မိကြီးကိုတွေ့တာနဲ့နီမိုက တင်းမောကနေဒုံးကြီးနဲ့ပြစ်လိုက်ပြီးအဆောင်တွေဇက်တိုက်ပြိုလဲနေတာကိုတားနိုင်လိုက်ပါတယ်။ပကွဲမှုဖြစ်သွားတဲ့အချိန်မှာကားကလမ်းကျသွားပြီးတုံးကားတော့အောက်မှာပိတ်မိနေခဲ့ပါတယ်။တင်းမောပေါ်မှာတော့ဒိုရီယန်ကအစ်မေးကိုပြစ်တက်လိုက်ပြီးတကယ်တမ်းမှာတော့သူကတရှိုးဖြစ်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာအလန်ကဖန်တန်းနောက်ကိုလိုက်သွားခဲ့ပြီး တုံးတန်တခုကိုရောက်တဲ့အချိန်မှာသူတို့ကအပြန်အလှန်ထိုးချိတ်လိုက်ကြပါတယ်။ဖန်တန်းကအလန်းရဲ့ပခုံးကိုဓာတ်နဲ့ထိုးခဲ့ပြီးအလန်းကပြန်ထိုးလိုက်တဲ့အချိန်မှာညနေဖုံးကကျွတ်ကျသွားခဲ့ပါတယ်။တကယ်တော့သူကအန်ဖြစ်နေခဲ့ပြီးရှာလော့ဟုံးရဲ့ရဲသူမော်ရီယာတီကိုကိုစားပြုနေခဲ့ပါတယ်။ဖန်တန်ထွက်ပြေးသွားပြီးအလန်းကဓာတ်ကိုသူ့စီပြန်ပစ်လိုက်ပေမဲ့သူ့ကိုမရက်တနိုင်ခဲ့ပါဘူး။အဲ့ဒီနောက်အဖွဲကတင်မောစီကိုပြန်သွားခဲ့ပြီးသီလူမျိုးဘဖြစ်နေတဲ့အစ်မေးကိုတွေ့လိုက်ရပါတယ်။အစ်မေကသူ့ရဲ့နောက်ဆုံးအချိန်လေးမှာဒိုရီယန်အကြောင်းသူတို့ကိုပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာသင်မောရဲ့စူးစမ်းရေးရှင်ကထွက်ခွာသွားခဲ့ပြီးအဲထဲမှာဒိုရီယန်ကပါသွားခဲ့ပါတယ်။ အဖွဲကချက်ချင်းတင်မောနဲ့သူ့နောက်ကိုလိုက်ခဲ့ကြပြီးတောင်းနေတော့ဒိုရီယန်ခြံထားခဲ့တဲ့အတန်သွင်းတပြားတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲဒီမှာတော့ဖန်တဲ့ရဲ့အတန်ကထွက်ပေါ်လာပြီးရီကလည်းသူ့အတွက်အလုံးလုံးနေတာဖြစ်ကြောင်းပြောလိုက်ပါတယ်။သူတို့ရဲ့ဆွမ်းအားတွေရဲ့နမူနာကိုရရှိနိုင်ဖို့စူးစီးတည်ခဲ့ကဒိုရီယန်ကနမူနာတွေကိုတိတ်တိတ်လေးလိုက်ပြီးစူးစောင်းနေခဲ့တဲ့အကြောင်းပြောပြနေခဲ့ပါတယ်။ဒိုရီယန်ကဂျက်ကရဲ့ဆေးပလင်းကိုခိုးခဲ့ပြီးကွဲနေတဲ့ဖန်ကွက်နဲ့မီနာရဲ့သွေးကိုယူခဲ့ပါတယ်။စကင်နာကိုချင်းမိတဲ့အချိန်တုန်းကလည်းသူ့ရဲ့အရေးပြားကိုခိုးယူခဲ့ပြီးနီမိုရဲ့နှီးပညာတွေကိုလည်းတပ်ပုံရယူခဲ့ပါတယ်။ အလမ်းကိုခေါ်ခဲ့တာကတော့ height ကိုကူပြီးဖမ်းဆီးပေးနိုင်မဲ့လူဖြစ်နေတာကြောင့်ပါပဲဒီနမူနာတွေနဲ့စူပါစစ်သားတွေကိုတိစောက်ပြီးစစ်ပွဲကာလအတွင်းမှာရောင်းချဖို့စီစဉ်နေခဲ့တာဖြစ်ပါတယ်အတန်သွင်းတက်ပြားအဆုံးမှာတော့ဖန်တန်ကတင်းမောကပောက်ကွဲတော့မှလို့ပြောခဲ့ပါတယ်အဲနောက်တင်းမောကတကယ်ပောက်ကွဲသွားခဲ့ပြီးရေတွေကလည်းအင်ဂျင်ကန်နဲ့စဝင်လာခဲ့ကအမှုတန်းအချို့လည်းရေထဲကိုဆွဲချခံလိုက်ကြရပါတယ်နီမိုကနော်တီလက်စ်ကိုရေပေါ်ပြန်တက်နိုင်စေဖို့အင်ဂျင်ကန်ကိုပိတ်လိုက်ဖို့ သူ့လူတွေကိုအမိန်ပေးလိုက်ပါတယ်။ဟိုက်ကသူတို့ကိုကူညီနိုင်ကြောင်းပြောလိုက်တော့ဂျက်ကယ်ကအခန်းမပိတ်ခင်ပြေးဝင်သွားခဲ့ပြီးရေအောက်မှာအသွင်ပြောင်းစည်းရီကိုတောက်ခဲ့ပါတယ်။အဲ့ဒီနောက်သူကအောက်ခြေကိုဆင်းသွားပြီးသူ့ခွန်အားတွေကိုတုံးကဒီဘက်ကိုဆွဲတင်လိုက်တော့ရေပောက်တွေကိုဖွင့်ပေးနိုင်လိုက်ပြီးရေတွေကအပြင်ကိုထွက်သွားတာကြောင့်တင်းမော့ကရေပေါ်ပြန်တက်လာခဲ့ပါတယ်။လူတိုင်းတင်းမော့ကိုပြန်ပြီးနေရာချနေကြတော့ဒိုရီယန်နဲ့အတူစူးစမ်းရင်းရင်နဲ့ခိုးလိုက်သွားခဲ့တဲ့စကင်နာစီကမော့စကုံနဲ့မက်ဆေ့ချ်တစ်ခုကိုရလိုက်ကြပါတယ်။စကင်နာကဒိုရီယန်တို့သွားနေတဲ့နေရာကိုသွားဖို့ညွှန်ပြချက်တွေကိုပို့လိုက်တာပါ။ ောက်ဆုံးတော့သူတို့ကမွန်ဂိုလီးယားမြောက်ပိုင်းကိုရောက်ခဲ့ပြီးဖန်တန်းရဲ့လျှို့ဝှက်ခံတပ်ကိုတွေ့ခဲ့ကြပါတယ်သူတို့ကိုတကူထဲမှာပုံအောင်ပြီးစကင်နာကိုစောင့်နေခဲ့ကြပါတယ်စကင်နာရောက်လာတော့သူကစိတ်ထဲခက်ခဲသွားစေမဲ့တရင်ကိုယူလာခဲ့ပါတယ်ခန္ဓာကကြီးမားလုံးပြီးပြန်ပြီးဆွဲခံထားရတဲ့သိပ္ပံပညာရှင်တွေကလည်းစူပါစစ်သားတွေနဲ့နီမိုရဲ့တီထွင်မှုတွေကိုကူးယူဖို့အတွက်စက်ရုံတွေမှာမနာမနေလုံလုံနေကြပါတယ်သူတို့အဖွဲ့ကအစီအစဉ်ဆွဲနေကြတော့ ဒိုရီယန်ကဖန်တန်စီကနေသူ့ရဲ့ပကြီကားကိုပြန်တောင်းခဲ့ပါတယ်။ဖန်တန်ကသူ့ရဲ့အသက်ဖြစ်နေတဲ့ပကြီကားကိုယူထားတာကြောင့်ဒိုရီယန်ကဖန်တန်အတွက်အလုံးလုံးပေးနေခဲ့ရတာလည်းဖြစ်ပါတယ်။အခုပကြီကားကိုပြန်ရပြီဖြစ်တာကြောင့်ဒိုရီယန်ကထပ်ပြီးတော့အလုံးလုံးပေးဖို့ညှင်းဆန်ခဲ့ပါတယ်။မကြာခင်မှာသူတို့အဖွဲ့ကခံတက်ကိုရောက်ရှိခဲ့ကြပြီးသူတို့ရဲ့စွမ်းအားတွေနဲ့အပြင်ဘက်ကအဆောင်တွေကိုတိုက်ခိုက်လိုက်ကြပါတယ်။အဲဒီနောက်သူတို့ကအတွင်းထဲကိုခိုးဝင်သွားခဲ့ပြီး စကန်နာကဆက်ရုံတဝိုင်းမှာဖောက်ခွဲရေးပစ္စည်းတွေကိုနေရာချထားခဲ့ပါတယ်။တစ်ချိန်တည်းမှာ height nemo နဲ့သူ့အမှုတန်းတွေကသိပ္ပံပညာရှင်တွေရဲ့မိသားစုတွေကိုလွှတ်ပေးခဲ့ပေမဲ့ကံမကောင်းစွာနဲ့အဆောင်တပ်ဖွဲ့ကသူတို့ကိုတွေးသွားကြပါတယ်။မကြာခင်မှာပဲအပြန်လည်ပြစ်ခတ်လိုက်ကြပေမဲ့ရန်သူတွေကခန္ဓာကိုယ်တစ်ခုလုံးတန်ကြက်ကာတွေဝတ်ထားတာကြောင့် nemo တို့ရဲ့လက်နက်တွေလည်းဘာမှမလုပ်နိုင်ခဲ့ပါဘူး။ height ကကြီးစံတွေကိုကာဖို့တပ်ထုတကားကြီးကိုအသုံးပြုခဲ့ပြီး nemo ကဓာတ်နဲ့ဓာတ်ခွဲကန်းတွေကအဆောင်တွေကိုတိုက်ခိုက်ပြီး တိတ်ပိမ်မြရှင်တွေကိုပါလှုပ်ပေးလိုက်ပါတယ်။တစ်ချိန်တည်းမှာမီနာကဒိုရီယန်ကိုသူ့ခန်းထဲမှာတွေ့လိုက်ရပြီးသူတို့နှစ်ယောက်ကဓားတွေနဲ့တိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တဦးနဲ့တဦးဘလောက်ပဲတိုက်ခိုက်နေပါသေး။ဒဏ်ရာတွေကအမြန်ပြန်ပျောက်သွားခဲ့ကြပါတယ်။ယုတ်တည်းမီနာကမှုံပကြီးကားကိုကြည့်လိုက်ရင်အာယုံပြန့်လွင့်သွားခဲ့ပြီးဒိုရီယန်ကအခွင့်အရေးယူကသူ့မကိုဓားနဲ့ထိုးလိုက်ပြီးအိပ်ရာပေါ်တွန်းလိုက်ပါတယ်။ဒါပေမဲ့ဓားကျဲကနှလုံးသားကိုမထိခဲ့တာကြောင့်မီနာကမသေးပဲနောက်ကနေဒိုရီယန်ကိုဓားနဲ့ထိုးလိုက်ပြီးနေရာမှာကတ်ထားလိုက်ပါတယ်။ ပြတာနဲ့သူကဒိုရီယန်ကိုမှော်ပကြီကားကိုပြလိုက်ပါတယ်ပကြီကားကိုဒိုရီယန်ကြီးလိုက်မိတာနဲ့ပကြီတဲကစွမ်းအင်တွေကပျောက်သွားပြီးဒိုရီယန်ကအုံမင်းသွားကချက်ချင်းတည်ဆုံးသွားခဲ့ပါတယ် LM နဲ့တွန်တို့ကတော့ဖန်တန်ကိုရှာဖို့တွားခဲ့ကြပါတယ်ဖန်တန်ကအဖွဲရဲ့နမူနာတွေပါတဲ့တစ်တာကိုကြည့်နေတော့ LM တို့ကကြောင်းပိတ်ပြီးဖမ်းနိုင်လိုက်ပေမဲ့ကံမကောင်းစွာပဲအဆောင်တစ်ယောက်ကနောက်ကရောက်လာတာကြောင့်သူတို့တိုက်ခိုက်မှုတွေကိုရှောင်ရှားလိုက်ကြရပါတယ် ဖိုင်နန်ကတက်တာနဲ့အတူထွက်ပြေးသွားခဲ့ပြီးသူတို့ကလိုက်ဖမ်းခဲ့ကြပါတယ်။ဒါပေမဲ့ဇင်းညံတခုမှစကင်နာမဟုတ်တဲ့နောက်ထပ်ကိုပြောက်လူသားတယောက်ကပေါ်လာပြီးသူတို့ကိုရုတ်တရက်တိုက်ခိုက်ခဲ့ပါတယ်။အလမ်ကဖန်တန်နောက်ကိုဆက်လိုက်သွားခဲ့ပြီးတွန်ကဒီကိုပြောက်လူသားကိုတိုက်ခိုက်ဖို့နေခဲ့ပါတယ်။ဒါပေမဲ့သူကတိုက်ခိုက်နေရင်ကြီးစံတွေကိုအများကြီးဆက်လက်ဖြုံးတိနေမိခဲ့ပါတယ်။အဲ့ဒီအချိန်မှာတန်ကြက်ကဆက်သားတယောက်ရောက်လာပြီးအခန်းထဲကအရာအလုံးကိုမိသနက်နဲ့ပြစ်ပြီးမီးရှို့ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့စကင်နာကရောက်လာခဲ့ပြီးအဲ့ဆက်သားကိုအာရုံပြောင်းဖို့ကြိုးစားရင်သူလည်းမီးလောင်သွားခဲ့ပါတယ်။အဲ့အခွန်ရေးကိုအသုံးချပြီးတွန်ကတန်ကြက်ကလူသားရဲ့တန်ငွေပူကိုတနက်နဲ့ပြစ်လိုက်ပြီးပောက်ကွဲသွားအောင် ောင်လုပ်လိုက်ပါတယ်။အဲဒီနောက်တုံကမီးလောင်ထားတဲ့စကင်နာကိုစစ်ဆေးကြည့်နေတော့တခြားကိုပြောက်လူသားကသူ့ကိုဖမ်းမိသွားပါတယ်။တစ်ချိန်တည်းမှာပဲအလန်ကဖန်တန်ကိုအမှောင်ကျနေတဲ့အခန်းတစ်ခုမှာတွေ့လိုက်ရပြီးသူတို့ကတိုက်ခိုက်လိုက်ကြပါတယ်။ဖန်တန်ကလဲကျသွားခဲ့ပြီးအလန်ကပစိန်တစ်ချောင်းကိုယူကာဖန်တန်ကိုအဆုံးသတ်ဖို့အသင့်ဖြစ်နေခဲ့ပါတယ်။နီမိုတို့စီမှာတော့သူကသိပ္ပံပညာရှင်အားလုံးကိုကယ်ထုတ်နိုင်ခဲ့ပြီးဟိုက်ကသူတို့ကိုကာကွယ်ပေးခဲ့ပေမဲ့အဆောင်တစ်ယောက်ကတိုက်ခွဲကန်းတွေကဈေးရည်တွေကိုယူပြီး လိုအပ်တာထက်ပိုတောက်လိုက်ပါတယ်သူကအစွမ်းထက်တဲ့ဘလူးကြီးတကောင်ဖြစ်ပြောင်းသွားပြီးဟိုက်နဲ့နီမိုတို့နှစ်ယောက်ပေါင်းတိုက်ခိုက်တာတော့မှသူ့ကိုမနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာကန်ဆိုးစွာနဲ့ဟိုက်ကဂျက်ကဲဖြစ်ပြန်ပြောင်းသွားတာကြောင့်သူနဲ့နီမိုတို့ကလည်းထွက်ပြေးလိုက်ကြရပါတယ်ရန်သူလူဘလူးကြီးကနီမိုတို့ကိုတတ်တော့မဲ့အချိန် LM ကလည်းဖန်တန်ကိုတတ်ဖို့ပြင်နေတော့မှရုတ်တရက်စကင်နာထားခဲ့တဲ့ဖောက်ကွဲရေးပစ္စည်းတွေကပောက်ကွဲသွားပြီးခန္ဓာကြီးကပြိုကျသွားခဲ့ပါတယ်ဟိုက်နဲ့နီမိုတို့ကအပြင်ဘက်ကိုပြေးထွက်ခဲ့ကြပြီးရန်သူလူဘလူးကြီးကတော့ပြုတ်ကျလာတဲ့အပျက်စီးတွေကြောင့်ဒေဆုံးသွားခဲ့ပါတယ်။တချိန်ထဲမှာဖန်တန်ကလည်းပောက်ကွဲမှုကိုအခွင့်ကောင်းယူပြီးထွက်ပြေးခဲ့ပါတယ်။ အလန်ကသူ့ကိုထတ်တားဖို့ကြိုးစားလိုက်တဲ့အချိန်မှာတော့ဖန်တန်ကသူ့ရဲ့ကိုပြောက်လူသားကတုံကိုဖမ်းမိထားတာကိုပြလိုက်ပါတယ်။အဲဒါကြောင့်အလန်ကနောက်လဲပြီးတုံကိုအရင်ကယ်လိုက်ပါတယ်။ဖန်တန်ကအလန်ရဲ့ကြိုးကိုဓာတ်နဲ့ထိုးခဲ့ပြီးအဆောက်အုံတွေကခုန်ထွက်သွားခဲ့ပါတယ်။အလန်ရဲ့မျက်မှန်တွေကွဲသွားတာကြောင့်တုံကအလန်ရဲ့ရိုင်ဖယ်ကိုယူပြီးအလန်တင်ပေးထားတဲ့နှီးတွေကိုအသုံးပြုကအဝေးကနေဖန်တန်ကိုတတ်နိုင်ခဲ့ပါတယ်။ နမူနာတွေပါတဲ့တစ်တာကတော့ရေထဲမှာပျောက်ဆုံးသွားခဲ့ပြီး LM ကတွန့်ကိုဂျာစုနှစ်တစ်မှာတော့မျိုးဆက်တစ်တွေပဲပိုင်ဆိုင်တင်းနေကြအောင်ပြောပြီးတည်ဆုံးသွားခဲ့ပါတယ်။အထိန်တိုင်းငယ်ကြာပြီးတဲ့နောက်မှာတော့အဖွဲ့က LM ကိုသူ့ရဲ့မိသားစုနဲ့အတူအာဖရိကမှာမြှုပ်နှံပေးခဲ့ပြီးတွန့်က LM ရဲ့ rifle ကိုတင်းချိုင်းပေါ်ထားပြီးခဲ့ပါတယ်။ရန်တဲ့သူတွေကအဖွဲ့တစ်ခုအဖြစ်ဆက်နေပြီးစွန်လာကန်အစ်စ်တွေစတင်ဖို့ထွက်ခွာသွားခဲ့ကြပါတယ်။သူတို့ထွက်သွားပြီးတဲ့နောက်မှာတော့ LM ပြောခဲ့မှုတဲ့ဒေတာကန်ဆုံးမကရောက်လာပြီးအစီရင်နေခင်းချင်းကမော်တက်တွေကိုလှုပ်ဆောင်နေခဲ့ပြီး LM ရဲ့မြေပုံကလှုပ်ရှားသွားခဲ့ပါတယ်။